ဒီကနေ့တနင်္လာနေ့မှာပဲဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာအိုအစိုးရပြိုလဲပြီးအထည်ဖြစ်ပေါ်ထတဲ့ចောင်းသားဆန္ဒပြပွဲတွေကိုအကြမ်းဖက်နေနေညမှာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့အပြစ်ရှိကြောင်းအမိန်ချမှတ်လိုက်ပါပြီ။ပြီးခဲ့တဲ့နှစ်2024ခုနှစ်ဩဂုတ်လကဆန္ဒပြပွဲတွေကြောင်းဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာဟာအာနာဆွန့်ပြီးအိန္ဒိယနိုင်ငံကိုဖျက်ပြေးခဲ့ရတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရာဇဝတ်မှုခုံရုံး International Crimes Tribunal မှာတရားသူကြီး၃ဦးပါဝင်တဲ့အဖွဲ့ကဒီကနေ့မှပဲစီရင်ချက်ကိုချမှတ်ခဲ့တာပါ။တရားရုံးရဲ့ဆုံးဖြတ်ချက်အရဝင်းကြီးချုပ်ဟောင်းဟာဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေကနေဆောင်ရွက်ခဲ့တဲ့တရားလက်လွတ်လူတက်မှုရာပေါင်းများစွာအတွေ့လှုံ့ဆော်ခဲ့ခြင်းကြောင့်တာဝန်ရှိသည်လို့တွေ့ရှိရပါတယ်။ စွဲချက်တင်ခဲ့တဲ့အထဲမှာဆန်နှက်ပြသူတွေကိုတပ်ဖြတ်ရန်လှုံ့ဆော်မှုကြိုးပိတ်ရန်အမိန့်ပေးမှုတေစေနိုင်တဲ့လက်နက်တွေမောင်းသူမဲ့လေရင်တွေနဲ့ရဟတ်ရင်တွေအသုံးပြုသည့်အကြောင်းဖတ်နှိမ်နှင်းခေါ်အမိန့်ပေးခဲ့မှုစတဲ့စွဲချက်၅ခုပါဝင်ပါတယ်။ တရားရုံးကကြားနာခဲ့ရတဲ့အချက်အလက်တွေအရ2024ခုနှစ်စန္ဒပြခွဲကာလတလျှောက်လုံးကစန္ဒပြသူ1400ခန့်တည်ဆုံးခဲ့ပြီး2500အထိဒဏ်ရာရရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်အစိုးရရှိနေတွေကတော့ဒီဆွဲချက်တွေအတွက်ရှေခါစီနာကိုတည်တံပေးဖို့တောင်းဆိုထားပါတယ်။ဖိတန်ကိုတော့တရားရုံးကမကြခင်မှာချမှတ်ဖို့ရှိနေပါတယ်။လက်ရှိမှာမိမိကိုယ်ကိုပြပမှာခိုးလုံနေတဲ့ရှေခါစီနာဟာတရားရုံးကိုလာရောက်ခြင်းမရှိခဲ့ဘဲဆွဲချက်တွေကိုလည်းငင်းဆိုထားပါတယ်။ သူမရဲ့ရှေ့နေတွေကတော့ဒီတရားစီရင်မှုဟာတရားမျှတမှုမရှိဘူးလို့ဝေဖန်ပြီးကုလသမဂ္ဂကိုအယူခံလွှာတင်သွင်းထားပါတယ်2009ခုနှစ်ကနဲ့2024ခုနှစ်မှာအာနာမပြုတ်ကြခင်အထိတမဏိလက်တီနဲ့ဥချိုခဲ့တဲ့ခေါင်းဆောင်ဟောင်းအပေါ်ဒီလိုစီရင်ချက်ချမှတ်လိုက်တာဟာလာမယ့်ဖေဖော်ဝါရီလမှာကျင်းပမယ့်အမျိုးသားရွေးကောက်ပွဲတွေမတိုင်မီနိုင်ငံရေးမငြိမသက်မှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့လို့လဲစိုးရင်ဖော်ပြမှုတွေရှိနေပါတယ်။